ဝင်ငင်ချုပ်တယ်ဆိုတာကိုတဲ့စာပေကျန်းကန်နဲ့တိုက်နှစ်ဖြည့်ချားပေးစီလိုပါတယ်ဆရာတဲ့အပြစ်ကြီးတဲ့အကျဉ်းသားတွေကပြစ်ဒဏ်ကာလမကုန်ခင်မှာတည်ဆုံးလို့ရှိရင်ဝိညာဉ်ကိုအစိုးရအမိန်အာဏာနဲ့ဆက်ချုပ်ထားပြီးတော့အပြစ်ကုံမှလွတ်ပေးတယ်လို့ကြားသိပူပါတယ်ဆရာဆိုပြီးတော့မှမေးမြန်းထားပါ thank you ဝင်ငင်ချုပ်တယ်ဆိုတာကိုတဲ့စာပေကျမ်းဂန်နဲ့တိုက်နှစ်ဖြေချပေးစီလိုပါတယ်ဆရာတဲ့အပြစ်ကြီးတဲ့အကျဉ်းသားတွေကပြစ်ဒဏ်ကာလမကုန်ခင်မှာတည်ဆုံးလို့ရှိရင်ဝင်ငင်ကိုအစိုးရအမိန်အာဏာနဲ့ဆက်ချုပ်ထားပြီးတော့အပြစ်ကုံမှလွတ်ပေးတယ်လို့ကြားသိပူပါတယ်ဆရာဆိုပြီးတော့မှမေးမြန်းထားပါတယ်ရှင်ရမဦးဆုံးဥပဒေနဲ့ရက်ကိုနားလဲရပါဘောနော်အဲ့ဒါဘာလဲဆိုတော့လောကဥပဒေရဲ့ဓမ္မဥပဒေအဲ့တော့လောကဥပဒေဆိုတာကဝိပါကဝိကုအခြေခံတယ်ဒါဟို ဘာသာရေးအမြင်နဲ့ပြောတာပေါ့နော်လောကဥပဒေကဥပါကဝကိုအခြေခံတယ်ဓမ္မဥပဒေကကိလေသာဝကိုအခြေခံတယ်သူကဝကသုံးပါရှိတယ်ကိလေသာဝကမ္မဝဝိပါကဝဆိုတာနော်အဲ့တော့ဝိပါကဝဆိုတာအကျိုးကိုပြောတာကိလေသာဝဆိုတာအကြောင်းကိုခေါ်တာအဲ့တော့ဓမ္မဥပဒေကအကြောင်းကိုအခြေခံတယ်လောကဥပဒေကအကျိုးကိုအခြေခံတယ်ဒီကြားထဲမှာကမ္မဝဆိုတာတခုရှိသေးတယ်သူ့ကိုမထည့်ဘူးကိလေသာဝကမ္မဝဝိပါကဝဘာကြောင့်မထည့်လဲဆိုရင်ခါအကြောင်းဖြစ်လိုက်ရင်ခါအကျိုးဖြစ်လိုက်ဆိုတာသူကမတိမြဲဘူးပေါ့ဗျာနော် ဲ့တော့ကမ္မဝုကကိလေသာဝုနဲ့ဆိုရင်နှိုင်းရှင်ရင်သူကအကျိုးတခါဟိုဘက်ကဝိပါကဝုနဲ့ကြတော့သူကအကြောင်းပြန်ဖြစ်နေတယ်ဒါကြောင့်သူ့ကိုဖယ်လိုက်တယ်အဲ့တော့နှစ်ခုပဲယူတယ်ကိလေသာဝုနဲ့ဝိပါကဝုဝိပါကဝုဆိုတာလောကဥတွေနဲ့သတ်မှတ်တယ်အဲ့ဒါဝိပါကဝုဆိုတာဘာလဲဆိုရင်ဒီခန္ဓာကိုယ်ကြီးကဝိပါကဝုပဲဒါနားလည်းလွယ်ကူအောင်ပြောတာဟိုဝိညာဉ်ဉာဏ်သက်လာနာဖသဝိညာဉ်ဆိုနည်းနည်းနဲ့သွားမယ်လေနော်ဒီခန္ဓာကိုယ်ကြီးကဝိပါကဝုအကျိုးဝိပါကဝုပေါ့ဒါကြောင့်လောကဥတွေနဲ့အပြစ်ပေးမယ်ဆိုရင် ထောင်ကြမယ်ဆိုလည်းဒီခန္ဓာကိုယ်ယူချတာပဲသဏ္ဍာန်ရားထဲသွင်းလိုက်တာပဲเนาะတင်ကြံဆိုလည်းဒီခန္ဓာကိုယ်ယူရိုက်လိုက်တာပဲသေကြံဆိုလည်းဒီခန္ဓာကိုယ်ယူဖြုတ်ချတာပဲเนาะအဲ့ဒါကြောင့်လောကဥပဒေကဒီဝိပါကဘုကိုဟိုအခြေပြုတယ်ပေါ့အဲ့တော့ဓမ္မဥပဒေကတော့ခုနပြောတဲ့ကိလေသာဘောကိလေသာဘောဆိုအဝိဇ္ဇာတဏဥပါဒံကိုပြောတာဥပါဒံဥစည်းသောကံကိုပြောတာပေါ့เนาะနားလည်လွယ်အောင်ပြောရင်ဒီလောက်ပဲမှတ်ထားပေးပေါ့အဲ့လိုလေးကြွားချားတယ်ကြွားချားတော့ကျွန်တော်တို့ဆက်ပြီးတော့ပြန်ကြည့်မယ်ဗျာ အဘိဓမ္မာဒေသနာတော်မှာသူကသုတိနောင်ပဋိသန္ဓေဆိုတာရှိတယ်။သိပြီးတော့နောက်တစ်ဘဝကိုဆက်ရတာပေါ့နော်။နိဗ္ဗာန်မဝင်မီစัจ जा တိ။အဲ့ဒါလိုသွားတဲ့အခါမှာဘာလဲဆိုရင်ဘသူကဥဆောင်တယ်လဲလို့ဆိုရင်ကံဥဆောင်တယ်။နော်တတ္တဝါတွေမှာသဗ္ဗေသတ္တကမ္မတကကမ္မသတ္တိဝိပဿတိဆိုတာရှိတယ်။ကံဥဆောင်တယ်ခွဲခြမ်းတယ်စီစဉ်တယ်ပေါ့ဝေဖန်တယ်ပေါ့ကံအပဲပေါ့နော်။အဲ့တော့အဲ့လိုပြုလုပ်တဲ့အခါကောင်းတဲ့ကံတွေပြုလုပ်ထားတဲ့ပုဂ္ဂိုလ်ကကောင်းတဲ့နေရာဌာနကိုရောက်တယ်။မကောင်းတဲ့ကံတွေပြုလုပ်ထားရင်မကောင်းတဲ့နေရာဌာနကိုရောက်မယ်။ဒါအကျံပြေရေပုံရောက်ချက်လို့ပြုလို့ရတယ်။ သို့တော်တကယ်တမ်းလူတယောက်တတ္တဝါတို့တည်သွားတဲ့အခါမှာသေကာဏိပုဂ္ဂိုလ်မှာမရဏတဏ္ဍဇောဆိုတာရှိပြန်တယ်။အဲ့ဒီမရဏတဏ္ဍဇောကဘာမှလဲဆိုတော့သုတိစိတ်ရဲ့ရှေ့မှာဖြစ်တာ။အဲ့ဒီမရဏတဏ္ဍဇောကဒီပစ္စုပန်အတိတ်ပေါ့နော်။ဒီဘဝရဲ့အကြောင်းခံတွေကိုအကြောင်းခံပြီးတော့သူကကံအလှည့်ပြောင်းနေရှိသွားနိုင်တယ်သုတိရဲ့ရှေ့မှာ။တတ္တဝါတို့ကကံအလှည့်ပြောင်းဖြစ်သွားနိုင်တယ်သေကာဏိမှာပေါ့နော်။အဲ့ဒီကံကလည်းဆိုတော့ဂရုကကံဖြစ်သွားနိုင်တယ်။ဂရုကဆိုတာအာကြည့်ချက်ကံ အာကြည့်ရကံဆိုရင်တစ်ဖက်ပြိဿံတွေကိုသူကဥဆောင်သွားတယ်။အဲ့ဒါဘာဥဆောင်လဲဆိုတော့တဏှာဥပါဒံပေါ့။ဥပါဒံဥစည်းရကံဖြစ်နေသူကဟိုဘက်ကိုပြောင်းလဲသွားနိုင်တယ်။ကံပြောင်းလဲရှိတယ်လို့ဆိုတာ။ခုနရေပုံရကကောင်းတာလုပ်ရင်ကောင်းကျိုးရမှာပဲ။မကောင်းတာလုပ်ရင်မကောင်းကျိုးရမှာပဲ။မကောင်းတဲ့နေရာရောက်မှာပဲ။ဒါပေမဲ့တတ္တဝါတူဦးဟာမကောင်းတာလုပ်ခဲ့တော်လဲပဲဒီကနေ့အချိန်ကနည်းနည်းလေးတစ်ချက်ထက်တွေ့ရတယ်နော်။အဲ့ဒီမတဏ္ဍာတဏ္ဍဇော။အဲ့ဒါကိုအကြောင်းယူပြီးတော့ပြန်ဆက်ရမယ်လို့ဆိုရင်ခုနပြောတဲ့ကမ္မန္တတ္တိဝိပဿတိယဒီ ဥပဒံဥဆောင်တဲ့ကံအပြောင်းလဲတွေဖြစ်သွားနိုင်တယ်ပေါ့နော်ဒါဖြစ်ရင်ကျွန်တော်တို့ကြည့်ကြမယ်အဲ့ဒီဥပဒံဘယ်လောက်အရေးကြီးလဲဆိုရင်ဟိုတုန်းကမိလင်တပညာမှာရှင်နာဂသေနာဆိုရဟန္တာကြီးရှင်ကနာဂသေနာကပြောဘူးတယ်မာစီလဲဥပဒံရှိရင်တဲ့နောက်ဘဝနေရအောင်မယ်တဲ့အောက်ဥပဒံမရှိရင်တော့နေစရာမလိုဘူးပေါ့ဒီတော့ဘဝပြည့်ရေးဘဝဆက်ရေးမှာလည်းပဲဥပဒံကအရေးကြီးတယ်အရေးကြီးတဲ့ခန်းကဏ္ဍကပါနေတယ်ပြောချင်တာပါပေါ့နော်နောက်တစ်ခါ မသိခင်စัจ जान နေရတာပေါ့ဘောဓိကာလဘဝတစ်ခုလုံးမှာနေရင်လည်းပဲဥပါဒဏ်ရဲ့လက်ချက်တွေလက်ရာတွေအများကြီးပဲအဲပြောလို့တော့မကုန်ဘူးဒါပေမဲ့ဒီနေရာမှာလုံရင်တစ်ခုတော့ပြောမယ်အဲ့ဒါဘာလဲလို့ဆိုတော့ဥပါဒဏ်ရဲ့လက်ချက်ကိုပြောမယ်နော်ဥပမာအားဖြင့်ပေါ့ဗျာအခုလူတွေမြုံနှံထားတဲ့သုံးသံသင်းချိုင်းတွေရှိတယ်အဲ့ဒီသုံးသံသင်းချိုင်းမှာခွေးတွေမြေခွေးတွေကျွဲတွေနွားတွေသွားပြီးတော့နေနိုင်တယ်နေရဲတယ်ညာကြီးအမှောင်နဲ့နေရဲတယ်အိတ်ရဲတယ်စားရဲတောက်ရဲတယ်အဲ့ဒါဘာကြောင့်လဲလို့ဆိုတော့အဲ့ဒီကျွဲတွေနွားတွေဒိဋ္ဌိဆန်တွေမှာ လူတွေသိရင်တစီတရက်ဖြစ်တယ်ဆိုတော့ဥပါဒဏ်သူတို့မှာမရှိဘူးမဆွဲဘူးအဲ့တော့သူတို့နေရကြဥပါဒဏ်ဆွဲတဲ့လူကမနေရဘူးပေါ့နော်ဥပမာပြောပြတာပါထိုနည်းတူသာပဲသတိဆန်တွေမှာအဲ့လိုဥပါဒဏ်လက်ချက်ရှိသလိုလူတွေမှာလည်းပဲဘာမှမထူးဘူးလူတွေရာလည်းပဲတိရိစ္ဆာန်တွေသေသွားရင်တစီတရက်တွေဖြစ်တယ်ဆိုတော့ဥပါဒဏ်မရှိဘူးမရှိတော့တိရိစ္ဆာန်သင်ချိုင်းဆိုတဲ့ဈေးရုံကြီးတွေကိုသွားရဲတာပေါ့ဗျာကြက်သေးတွေဝက်သေးတွေနွားသေးတွေနော်ငါးသေးတွေရှိတဲ့နေရာအဲ့ဒီကိုသွားရဲကြတယ်အင်ရှင်မတွေဈေးဆက်ချင်းကြီးဆွဲပြီးတော့သွားကြတယ် အဲ့ဒီဟာတွေကိုတယူတရနဲ့ဝဲလာတယ်စားကြတော့ကြတယ်ပိုးတဲ့ဟာတွေကိုရေခဲစကြတယ်ထည့်ပြီးတော့ဂုံယူဝင်ရသားနဲ့တောင်စတိုလုပ်ထားသေးရနော်အဲ့ကျွန်တော်ခဏခဏပြောဘူးတယ်ရေဝိသုတ်တန်အေးကန်းနဲ့ကျွန်တော်တို့အိမ်ကရေခဲစစ်တန်နဲ့ဟာတဘာဝအပြင်တူတူပဲအသေးကောင်းလေးမပုတ်အောင်ထားကြတာပဲလေဒါပေမဲ့တင်ညာအပြောင်းလဲရဥပဒဏ်မရှိတော့ကြောက်ရကောင်းမှလည်းမသိဘူးပေါ့နော်တိရစ္ဆာန်သိရင်သစ္စာတရားဖြစ်မယ်လို့ဆွဲမှမဆွဲပဲလူတွေကဟောပြီဒါပြင်ကျွန်တော်တို့စက်ကြည့်မယ်လူနဲ့တိရစ္ဆာန်မတူသလိုဥပဒဏ်ချင်းလည်းမတူရအောင် ဆက်ကျင်လူမှာစာရေးဝေရင်နေရင်းတွေကဘဝဖြစ်တည်ရေးအတွက်ဥပဒဏ်တွေအများကြီးရှိတယ်အလုတ်ကိုင်းတွေလုတ်ကြရရုံးတွေသွားကြရကုမ္ပဏီသွားကြရရောင်းဝယ်ဖောက်ကားကြီးလုတ်ကြရဒါပြင်သားရေးသမီးရေးစီးပွားရေးတွေနဲ့ဥပဒဏ်တွေအများကြီးရှိတယ်နော်သမီးပါအတွက်သားပါအတွက်ပေါ့ဗျာအကျန်စီတိရစ္ဆာန်တွေမှာကြတော့ဥပဒဏ်ရှိတယ်လေဒီလိုဟာမျိုးမရှိဘူးတိရစ္ဆာန်တွေမှာစာရေးဝေရင်နေရင်းနဲ့ဘဝဖြစ်တည်ရေးအတွက်ဘာမှလုတ်ကြရမလို့အထူးထွေလုတ်နေကြရမလို့ ရုံးတက်စရာလည်းမလိုဘူးပုံမိသွားစရာလည်းမလိုဘူးဇနီးမယားသမီးသားလည်းမရှိဘူးတသက်မှတ်မှတ်ရလို့ကောင်းတယ်အဲ့တော့ဥပဒေကွာခြားသွားပြီအဲ့လူတွေကိုပြောမယ်လို့ဆိုရင်ဆက်ပြောရင်သူမေကုံအလျောက်ပေါ့နော်လူတွေမှာအဲ့လိုဥပဒေရှိနေတယ်ဥမာရုံးတရုံးသွားမယ်ဗျာမရက်ကရုံးတက်ရမယ်ရုံးလုံးလုံးမယ်ညနေပြန်လာမယ်နောက်နေ့သွားမယ်ကင်ထားတဲ့ case တွေရှိတယ်မပြတ်သေးတဲ့အကြီးကြ reminder ထုတ်ရမှာရှိတယ်နောက်လာတွေ့ပြန်စီရတဲ့ဟာတွေရှိရအဲ့ဒါတော့ဥပဒေနဲ့ဆွဲနေတော့ဥပဒေဥဆောင်တဲ့ကံကသူ့ကိုနေတိုင်းဥဆောင် ဒါနေရေးပါတယ်ဥဆောင်တာသေရေးမပါသေးဘူးဒါကြောင့်ရုံးဝန်နန်းတယောက်ရုတ်တရက်သေးတယ်သူ့မို့ဖျားနာပြီးသေးတယ်ဆိုသူ့အမိတော်ပြန်ရတယ်ရုံးမှာမိတော်ပြန်ရတယ်သင်နဲ့ဒီရုံးနဲ့ဘာမှမဆိုင်ဘူးဒီလုပ်တွေနဲ့သင်ဘာမှမဆိုင်ဘူးဘာကြောင့်လဲလို့ဆိုတော့ तू ကဒီလုပ်ငန်းကိုလုပ်တဲ့ခါမှာအစိုးရကခံထားတယ်ကုမ္ပဏီကခံထားတယ်အပြစ်ပေးအရေးယူရှိတယ်ကောင်းမွန်တဲ့ခံစားခွင့်လည်းသူ့ကိုလည်းပေးထားတယ်အဲ့ဒီအတွက် तू ကစွဲနေတယ်နော်သူ့ဘောမှာစီထားတဲ့ဥပဒေတွေပေါ့နော်အဲ့လိုစွဲနေတယ်ဝိဇာတဏဥပဒဏကတစ်မျိုးပေါ့ဓမ္မဥပဒေကလောကဥပဒေရတော့ဖြုတ်နိုင်တဲ့ခန့်နိုင်တဲ့အပြစ်ပေးနိုင်တဲ့အဲ့ဒါ ဟိုကောင်းစားရေးအတွက်လည်းချိမြင့်နိုင်တယ်ပေါ့နော်စုတွေပါတယ်အဲ့လိုဆွဲနေတဲ့ခါကျတော့သူ့ကိုဘာလုပ်ရလဲဆိုအဲ့ဒီအရှုပ်ရှင်းကိုအရှုပ်ခွေးကိုရှင်းပြရတင်းနဲ့ဒီယုံနဲ့ဘာမှမဆိုင်တော့ဘူးတည်သွားอยู่ပေါ့နော်ဥပမာမဆိုင်တော့တဲ့အတွက်တင်သွားလို့ကသွားနိုင်ပြီဆိုပြီးဖြုတ်ပြရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုခုနကပြောတဲ့နေရေးမှာတင်ဥပဒဏ်ရဲ့လက်ချက်တွေရှိတယ်ပေါ့ကောင်းပြီဒါဖြစ်ရင်လူတယောက်ပေါ့ဗျာဒီမှာစကားမဆက်ကြားထိုးပြောလိုက်ပါအောင်မပေါ်အောင်ပေါ့တချို့ဝန်ထမ်းအဖျုံနေရှိတယ် ဘိုးတော်ကဘယ်လိုပဲထားပါတော့ဗျအခုတော့ရှိမှာမဟုတ်ပါဘူးရုံးမနေ့ပိုင်းလာတယ်လက်မှတ်ထိုးတယ်ပြီးရင်တဏီကုံပျောက်သွားတယ်ဒီပြင်လှုပ်လှုပ်မှာပေါ့ဗျာဒါမှမဟုတ်တဏီရကခွေပါပေါ့ညနေပဲကျတော့ရုံးစင်းတော့လက်မှတ်လာထိုးတယ်ရုံးစင်းပြန်သွားတယ်တချို့ဆိုကိုယ်တိုင်မလာဘူးဗျာဟိုပါပေါ့မိတ်ဆွေတယောက်ကိုလှုပ်ခိုင်းလိုက်တယ်ပေါ့ဗျာအဲ့ဒီလိုပုံကိုယ်တွေအတွက်ရုတ်တရက်ပဲတည်တည်ကြားနာပြီးပဲတည်တည်ဒီလူတွေဥပါဒဏ်မရှိဘူးဒီကျုံးကမလာဘူးနော်ငကိုယ်တဲကတတ်တာပဲနော်စတဲကစိတ်ဝင်စားမှုမရှိပဲလို့တယ်ပေါ့ တယ်ဒီလိုဟာမျိုးတွေပေါ့နော်မတူတာပြောတာနော်ဥပမာအယုတ်လျော့မှာမတူတာထိုနေ့တူတာပဲခုနကပြောတဲ့လူတစ်ယောက်ကြိုးပေးခံရတယ်နော်မေကင်းဝန်နဲ့ပတ်သက်သူ့သက်တော်မှာပေါ့ဗျာတတ်မဲ့ဆိုတဲ့အခါမှာသူ့မှာပါလဲဆိုဥပဒေဆွဲတယ်လောကဥတွေကသူ့ကိုဖမ်းချုပ်ထားတယ်တည်ချံပေးမယ်ပေါ့ပြီးရင်သူ့ကိုနောက်ထပ်10နှစ်ပေါ့ထတ်ချုပ်မယ်ပေါ့နော်ရမပြည့်ခင်တည်ရင်လည်းပဲသူဆက်နေရမယ်ပေါ့အဲ့ဒီဥပဒေကသူ့မှာဆွဲနေဆွဲနေတဲ့အခါကျတော့ ဟိုတိုက်လွတ်တာတော့မဟုတ်မကြိုက်ကြမကြိုက်ရင်ဒေါသပေါ့ဒါပေမဲ့ active ဒေါသမဟုတ် passive ဒေါသပေါ့ဆုံနေတဲ့စိတ်နဲ့သူကအဲ့လိုဖြစ်အဲ့လိုဖြစ်နေတော့အဲ့ဒီဥပါဒဏ်ကသူ့ရဲ့ဘဝကိုဥဆောင်သွားတာပဲဂရုကကံဖြစ်ပြီးတော့အဲ့တော့သူတည်ပြီးတော့သူနှိမ့်မစစ်သေးဘူးဆိုရင်လည်းပဲသူအဲ့ဒီမှာနေရအောင်ပဲဒါသူဥပါဒဏ်ကသူ့ကိုပြန်ပြီးချုပ်ထားတာနော်တန်တဲ့လူကလှုပ်တာမဟုတ်ဘူးပေါ့ဗျာအဲ့ဒါပြင်ရင်တချို့လူတွေရှိတယ်ဗျရောင်းပြန်ပေါ့မင်းတို့ကြိုက်တာလို့မင်းတို့ငါဂရုမစိုက်ဘူး နော်တစ်သက်လုံးလည်းမကြည့်ဘူးရင်ကော့ပေးတယ်အခုတက်မလားတက်မတက်ရင်လည်းဒါပဲသူကသူတက်သွားမယ်အဲ့ဒါအဲ့ဒါက passive dollar မဟုတ် active dollar ထက်ထက်တန်တဲ့ dollar ဟိုကစုပ်နေတဲ့ dollar အဲ့ဒီလိုပုံကိုယ်တွေအတွက်ကတော့ဟိုသူကသူ dollar စိတ်ကြောက်ဖြစ်ပြီးတော့အဲ့ဒီ dollar စိတ်နဲ့သိပြီးငရေတန်းကြရင်ရသွားမယ်အဓိတန်နိုင်ကြတယ်မှသူမရှိဘူးသူဆက်ချုပ်လို့မရဘူးဒါဒါလောကဥပဒေနဲ့ဓမ္မဥပဒေပြောတာပါနော် ဟိုပြောရင်တော့ဟိုခုနကဝန်ထမ်းအဖြုံးနေလို့ပေါ့ဂရုမစိုက်ဘူးလက်မှတ်လာထုတ်တယ်ပြန်သွားတယ်လို့ပေါ့သူကလည်းဒီနေရာကိုဒီအချုပ်ခန်းကိုတော့သူတတ်တာပဲနော်လုံးလုံးမရဘူးအဲဒီဟာကြတော့ဒါကနှစ်မျိုးပေါ့နောက်တစ်ခုကစကားမကြံအောင်ပြောမယ်ဗျာဗိမိသာရမင်းစားကြားဘူးတယ်နော်အဇာတသက်ဆိုကြားဘူးမယ်အဇာတသက်ကဗိမိသာရမင်းကိုခြေပြားဓာခွဲတယ်တတ်တယ်ပေါ့ဗျာထားလိုက်ပါတော့အစာရေစားပြတ်သေးတယ်ပေါ့မကျင်နဲ့သေးဘူးကွာပေါ့သူ့အဖေကိုသူချုပ်မယ်နောက်တစ်ဆယ်နှစ်ထပ်ချုပ်မယ်သူကဗိရင်မဲလေအဇာတသက်မင်းဗိရင် ာနာနဲ့ယုံမိတ်ပြန်တန်းနဲ့ချုပ်မယ်ပေါ့နော်အစိုးရပြောထားပါတော့သူကချုပ်မယ်ရမလားလို့ပြောမရဘူးဒါလည်း sorry ပဲ။ဘာကြောင့်လဲလို့ဆိုတော့မိမိသာရမင်းရန်သောတာပန်။သောတာပန်ဖြစ်တဲ့အတွက်သောတာပန်သိပြီးသွားရင်ကာမတုဋ္ဌိဘုံကိုပြန်လာနိုင်သေးတယ်။ပရိသတ်နေနေခွင့်ရှိတယ်။ရှိတော်လဲပဲလူဘုံနတ်ဘုံမှာပေါ့ဗျာနော်။လူဘုံမှာလာရင်လာခွင့်ရှိတော်လဲပဲသောတာပန်ဆိုတာတနည်းအားဖြင့်ပြောရင်သစ္စာလေးပါးကိုပိုင်းခြားသိပြီးတော့မက်မက်ရသွားတာလေမက်ဖို့ရသွားတာ။အဲ့တော့သစ္စာလေးပါးစီမှာဒုက္ခသစ္စာကိုပိုင်းခြားသိသွားတာ။ ဲ့တော့ဒုက္ခသစ္စာကိုပိုင်းခြားသိကြလူဘဝမှာပြန်ပြီးပဋိသန္ဓေနေရင်အမိဝမ်းတွဲမှာဇာတိပိဒုက္ခဆိုကိုလာလဲဆရာလာလဲအမတန်ဆင်းရဲအဲ့ဒီလိုဆင်းရဲမျိုးကိုသူဥပမတန်တော့ဥပဒန်တော့ရှိမယ်နော်ဒါပေမဲ့အဲ့ဒီဘက်မတန်တော့မဆွဲလန်းဘူးမဆွဲလန်းတော့သူကပ္ပတေရကဆိုတဲ့အမိဝမ်းဝင်ကိုရင်ဆောင်တဲ့ပဋိသန္ဓေတော့သူမလာဘူးဘယ်သောတာပန်မှမလာဘူးသူဖြစ်ချင်းဖြစ်ရင်ကာမတုက္ကိမှာပြန်ဖြစ်ရင်နတ်ဖြစ်မယ် ။နတ်ဆိုတာဥပပပရိသန်နေဘွားနဲ့အရွယ်ရောက်တာလေ။နော်ဒုက္ခသစ္စာဟိုဟိုလိုဟာမျိုးမဟုတ်ဘူး။အကြီးရွယ်နေလည်းမဟုတ်ဘူး။သူဆန်ရရင်ပြမသွားဖြစ်မယ်အဲ့တော့တဲ့ပဲ။နော်ဆန်ရဆန်ရပြမပုံပါနော်ပရမဇန်ဒုတိယဆန်စရှိသည်ပြမအနေမှာပေါ့။အဲအဲ့လိုမျိုးလည်းရှိတယ်။အဲ့တော့ဆိုလိုတာကလောကကလွန်မြောက်တဲ့လောကုသရာစီးတဲ့ပုဂ္ဂိုလ်ကိုလည်းဘယ်လိုပြန်တမ်းမှထုတ်လို့မရဘူး။ရိုးသားမှန်လူဆိုရင်လည်းပဲ active dosa ဖြစ်နေတဲ့ပုံကိုအတွက်ကတော့ तू သူ့လုံးလို့မရဘူး passive dosa ဖြစ်နေလို့ဟိုပါပေါ့ဥလောကဥတွေရလဲ तू ကဆုံနေနေတယ်နောက် तू စိတ်နှလုံးကဥပဒံဆွဲပြီးတော့ तू ဖန်စီချုံနှောင်လာတယ်ဓမ္မဥတွေရလဲပဲခုနကဟိုဥပဒံအကြီးဝင်နေတယ်ပေါ့နော်ဆုံနေတဲ့အားနဲ့ငါဆက်ပြီးခံရအောင်မယ်ငါ့ကိုဟိုကင်းလုံးခွင့်မပေးသေးဘူးအဲ့လိုဥပဒံရှိရင်တော့နေရမယ်မရှိရင်မနေရဘူးလောကုသရာစိတ်လည်းအဲ့လိုထုံနေတူတာပေါ့နော်အဲ့တော့အကြောင်းကျိုးညီညွတ်စွာနဲ့ဘုရားရဲ့ဝါဒဆိုတာဝိပဿနာဝါဒလေးဝေဖန်ပိုင်းခြားပြီးတော့ မှတ်ယူပါလို့เนาะဒါလေးပြောကြရင်ဒီကုန်းချုပ်ပါဟုတ်ကဲ့တေသူအလောင်းကိုဟိုတုတ်တန်မှာမီးတန့်ကြူပြီးတော့ရှင်ဗျာတေတဲ့သူရဲ့ဓာတ်ပုံကိုမှောက်ပြီးတော့နှင်းစီပန်းတွေယူလာရဲ့ပေါ့ရှင်ဗျာအဲ့လိုနှင်းစီပန်းတွေယူလာပြီးအိမ်အိမ်ကိုဝိညာဉ်ခေါ်လာရဲ့ဆိုပြီးပြောပါဗျာအဲ့ဒီဟာဘာကြောင့်မလဲဗျာနှင်းစီပန်းမှာကအဲ့ဒီလူကပါလာမှာဆိုတာအမှန်ပဲလားဗျာအဲစောစောကပြောလိုက်တယ်လို့လေဟို ဝိညာဉ်ကောင်လိပ်ပြာကောင်ဆိုတာမရှိဘူးလေနော်အဲ့တော့တည်သွားတဲ့သူကဇွန်တစ်ခုကိုဆွဲလန်းပြီးတော့ပိတ်တာဖြစ်နေရင်တော့ဖြစ်နေမှာပေါ့ပိတ်တာဖြစ်နေရင်တော့ကိုခေါ်ရင်တော့လာမှာပဲလေကိုခေါ်ရင်ဆိုတာသူကလည်းကိုဒီဆွဲလန်းတစ်ခုခုမှာဆွဲလန်းနေတာပေါ့အဲ့လိုဆွဲလန်းနေတယ်ဆိုလို့ရှိရင်တော့သူ့မိသားစုဝင်တယောက်ကခေါ်တယ်ဆိုရင်တော့မိသားစုတန်ရုံးစင်းနဲ့လိုက်လာရင်လိုက်လာမှာပေါ့လေတေချာတော့လိုက်လာမယ်လို့ပြောလို့မရဘူးဒါကအစွဲကြောင့်ဖြစ်နေတာလေဒါလည်းပိတ်တာဖြစ်နေမှာနော် ဟိုငရဲပြည်ရောက်နေလို့ရှိရင်ဘယ်လိုလုပ်ခေါ်လို့ရတော့မှာလဲလက်ပြည်ရောက်နေဘယ်လိုလုပ်ခေါ်လို့ရတော့မှာလဲမရဘူးဒါအစောကြောင့်ပိတ်တံဖြစ်နေမှသာလေခွင်ခေါ်လို့ရမယ်ညတေချာပေါ့တေသွားရင်ပိတ်တံဖြစ်မယ်ခေါ်လို့ရတယ်လို့ဒီလိုမျိုးမှတ်လို့မရအောင်နော်အဲ့တော့ဝိညာဉ်ကောင်နေနဲ့တော့လုံးဝမမှတ်နဲ့အဲ့ဒါလုံးဝမှားနေတယ်တေသွားရင်ဝိညာဉ်ကောင်ဖြစ်တယ်တစ်ချိန်မှရှိနေတယ်အဲ့ဒါတော့ခေါ်ရမယ်ဒီမျိုးမထင်နဲ့တတော်များတော့အဲ့လိုထင်နေကြတာလေတေရင်တေချာပေါ့ဝိညာဉ်ဖြစ်သွားပြီအခုကလူတေရရင်လက်ပြည်ရောက်တယ် ငရေရောက်တယ်လို့မထင်ဘူးဝิญဉ်ဖြစ်တယ်လို့မထင်နေကြတဲ့အားလုံးကတိတ်သွားရင်ဝิญဉ်ပဲတိတ်သွားဝิญဉ်ပဲဆိုထင်နေကြတာလေအဲ့တော့တိတ်သွားတိုင်းလက်ပြကောင်ဝิญဉ်ကောင်အနေနဲ့ထွက်ပြီးတော့နေတာမဟုတ်ဘူးမရှိဘူးလက်ပြကောင်ဝิญဉ်ကောင်ဆိုတာမရှိဘူးဟိုဆွဲနှမ်းမှုကြောင့်ပိတ်တာဖြစ်ရင်ဖြစ်မယ်အဲ့လိုပိတ်တာဖြစ်ရင်တော့ကျွန်တော်အမျှဝေရမယ်ဟိုတပိတ်တွတ်တယ်ဆိုတာအဲ့ဒါပဲတပိတ်တွတ်တယ်ဆိုတာကတန်ဃာတော်ရဲ့တပိတ်ထဲကိုဆွန်းလောင်းထဲ့တာကိုတပိတ်တွတ်တယ်လို့ခေါ်တာဒီနေ့ဆိုတော့တပိတ်နဲ့ဆွမဖုံးပြီးတော့ဘူးဆိုတော့ဒါပေမဲ့အဲ့ဒီဝေါ်ဟာတာဂျန်ခဲ့တာပေါ့လေ ဖြစ်ခက်ကဆယ်တော်တွေအားလုံးကတပိတ်နဲ့ဖုံးပေးကြတာဆိုတော့တပိတ်တဲ့ကိုဆွန်းလောင်းထည့်လိုက်တယ်ဆွန်းတွတ်တယ်ပေါ့ခေါ်တာပေါ့လောင်းတွတ်တယ်လို့ခေါ်တာပေါ့အဲ့တော့အဲ့ဒီလောင်းထည့်လိုက်တာကိုပဲဆွန်းတွတ်တယ်တပိတ်တွတ်တယ်လို့ဒီလိုခေါ်ကြတာပြီးတော့အမြဝေလိုက်ကြတာပေါ့လေဆိုတော့အဲ့ဒီအတွက်ကိုသူ့ကိုဖိတ်လိုက်တဲ့သဘောပဲဒါရှိခက်သည်ရှိတော့ပေါ့လေနော်တော့ရှိရင်တော့လိုင်းနဲ့လာမယ်ပေါ့လေမရှိရင်တော့မလာနိုင်ဘူးပေါ့ညသိချာပေါ့မမှတ်နဲ့ပေါ့အဲ့ကိစ္စကို ဆရာရှင်များဆက်ဆက်မေးကိုမေးရှောက်ခွင့်ပြုပါရှင်များတို့တော့ဒီတပိတ်တွတ်တဲ့ကိစ္စရက်လေကိစ္စမှာပေါ့ရှင်များဘုရဘသားတွေကရက်လေကိစ္စဆိုရင်9ရက်နဲ့9ရက်ကြာမှရက်လေအလှူဒါနကြီးပြုကြရပေါ့ရှင်များတို့တော့သိကျင်တာဒီ9ရက်မှချားမှရဲ့ဂျားထဲမှာတို့တော့ဒီတည်သွားသူတွေကအချက်ပေးတာတို့ဒီမကျွတ်မလွတ်သေးတာတို့ပြောတယ်ဒါပေမဲ့တို့တော့9ရက်ထိစောက်တယ်ဆိုတာ အာဖြစ်တဲ့မှာသလားနဲ့နောက်ပြီးခုနှစ်ရက်မှပဲအဲရက်လည်ဆုံးလုံးလို့ရရလားဒါမှမဟုတ်ရင်ဒီချစ်ဟိုနေ့တိုင်းရောလုံးလို့ရလားဆိုတာသိချင်ပါအပြအခုဒီအခုလို့အကောင်းဆုံးပဲလေဘာလို့ပိတ်တာဖြစ်တယ်ဆိုတာကောင်းတယ်မှမဟုတ်တာပိတ်တာဘဝမှာနေစရာမရှိစားစရာမရှိဝတ်စရာမရှိငက်ပြတ်နေတာလေဆိုတော့အဲ့ဒါကိုအေးခုနှစ်ရက်ဆောင်ခုနှစ်ရက်မှငါ့ဘဝမြောက်ဝင်မယ်ဆိုတော့သူ့ခုနှစ်ရက်ဒုက္ခခံခိုင်းတာနဲ့အတူတူဖြစ်နေတယ်အဲကြောင့် အခုသေးအခုမြဝေတာအကောင်းဆုံးအဲ့တော့ရိုးရာကတော့ခုနှစ်ရက်မှလောက်ကြတာများနေတယ်တကယ်တော့မာကန်တော်ဆရာဘုရားကြီးကဒီနေ့သေးဒီနေ့ချက်ချင်းကုသိုလ်ကောင်းမှုလို့မြဝေတာအကောင်းဆုံးပဲရိုးရာရလည်းခုနှစ်ရက်ပြန်တစ်ခါလောက်ကြတယ်ထက်လောက်ပေါ်လိုက်တာတော့နော်အကောင်းဆုံးကတော့ဒီနေ့သေးဒီနေ့လို့နော်အကောင်းဆုံးပဲဟုတ်